တို့နိုင်ငံရဲ့မြန်မာနိုင်ငံကိုထားတဲ့သဘောထားကိုတို့စန့်ကျင်တယ်။အဲ့တနည်းအားဖြင့်တို့တရုတ်ကိုစန့်ကျင်တယ်ဗျာ။တရုတ်စကားကတော့နားထောင်စာမလို့တော့ဘူး။တရုတ်မင်းတို့ကိုဘာပဲညာပဲပေါ့ဗျာ။ပစိုးလမ်းပြလိုက်တာပေါ့။တရုတ်ကိုတရားနယ်ကပစိုးလမ်းပြလိုက်တယ်။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ပမော်မြို့ကိုကချင်တို့မြောက်ရေးတပ်မတော် KNA လက်အောက်ကျမသွားရည်အတွက်အာနာသိန်းစစ်တပ်ကမြေပြင်ဝေဟင်အင်အားတွေတုံးပြီးအပြင်းအထန်ခုခံနေရလို့မြေပြင်စစ်ရေးတည်ရင်မြစ်တွေကပြောပါတယ်။ဘုံတော်ကြီးတွေအဖိုးဘွားတွေကျွန်တော်တို့ကြောက်ထိတ်ကြိတ်မှာကိုကျွန်တော်တို့က ပထမဦးဆုံးအရင်ဆုံးစဉ်းစားအလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေလက်ရှိတော့ကျွန်တော်တို့ဒါ TNL လေးကတော့တိကိုပစိုးလံပြလိုက်တယ်ပစိုးလံပြလိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီ TNL ရဲ့မဟာမိတ်တွေက MMDA ဝါရူအက်စေဒါက TNL ရဲ့မဟာမိတ်အဲ့တော့တရုတ်ရဲ့မဟာမိတ်လည်းဖြစ်တယ်တရုတ်ရဲ့မွေးစားသားတွေကလည်းဝါ MMDA အဲ့တော့ဒီ MMDA က ် MMD ကတရုတ်ကိုတော့သူတို့ကပစိုးလံပြလိုက်တယ်ပစိုးလံပြလိုက်တယ်ပဲလက်ပြီးလက်မောင်းတန်းပြလိုက်ပေါ့ဒါဆိုရင်တရုတ်ရဲ့မဟာမိတ်တွေဖြစ်တဲ့ဝါနဲ့ MMD ကရောဘယ်လိုသဘောထားရှိလဲဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ TNL ကတော့ရှင်းတယ်သူတို့တိုင်းသားတွေမျိုးတွေတမျိုးမှပြန်မပေးဘူးနံပါတ်1တရုတ်ကမြန်မာပြည်မှာဝင်ရောက်စုပေါင်းမှုကိုသူတို့လုံးဝလက်မခံဘူးကန့်ကွက်တယ်ဆန့်ကျင်တယ်တရုတ်သဘောတော်ဆန့်ကျင်တယ်နံပါတ်3စစ်ကောင်စီချုပ်ကြီးပေါ့ဗျာသူတို့ကစစ်ကောင်ချုပ်ချုပ်ကြီးပေါ့တမီးရမယ်ကျွန်တော်တက်မလို့ချုပ်ကြီးနားစက်ကချုပ်ကြီးပေါ့ဗျာ သူတို့ကြွေးကြော်တာပေါ့အဲ့ဒီလဲသူတို့ဆက်လက်ပြီးတော့တိုက်ပွဲဖော်ဆောင်မယ်နောက်ကကျွန်တော်အန်တူဂျင်နဲ့ဆေးရေးပူပေါင်းမယ်အဓိကဒါပဲအဓိကဒါပဲအဲ့တော့ DNL ကတော့လက်နက်ကင်လမ်းစီပဲတနည်းအားဖြင့်သူတို့နိုင်ငံရေးစကားဝိုင်းမှာမဆိုးနေဘူးငါတို့လက်နက်နဲ့ပဲဆိုးနေမယ်လက်နက်နဲ့ပဲဖြည့်ရှင်းမယ်လက်နက်မှတပါအချားမရှိဘူးတန်ရတန်အောင်ရွေးချယ်လိုက်ပြီသူတို့လက်နက်နဲ့ပဲဖြည့်ရှင်းမယ်ဒါလိုအဲ့လိုဆိုတော့ကျွန်တော်လက်ရှိဒီ DNL ရဲ့အခြေအနေကဒီနောင်ချိုးတို့တီဘောတို့ကြောင်မဲတို့ဆိုတာတမန်ကျောင်းအရာ ။တမိုင်းကြောင်းအရာကျွန်တော်တို့ဒီရှမ်းစော်ဝါးရဲ့ဘိုးစစ်ပေါင်းဆက်အုပ်ချုပ်ခဲ့တဲ့နေမြေတည်ရှိခဲ့တဲ့နေမြေတီယလင်းလေးလပတ်သက်တဲ့အမွေနဲ့စာပေရေချိုးမှုအမွေနဲ့ဒီဒေတာမှာဘာတစ်ခုမှမရှိဘူး။တကယ်ဒီနေရာရဲ့ဌာနမျိုးရင်းကရှမ်းတိုင်းရတာဖြစ်တယ်။သူတို့ရဲ့မျိုးရင်းမဟုတ်ဘူး။သူတို့ကကျူးကျော်လာတာ။ဘသူကကျူးကျော်လာလဲဆိုတော့ခင်ဗျားတို့သိအောင်။ဘသူကကျူးကျော်လဲဆိုတာ။အဲ့တော့ DNA တွေကတော့ကျွန်တော်တို့စည်ရိုးရွေးသွားပြီပေါ့ဗျာ။အဲ့ဒီနောက်ပိုင်းမှာအဲ့ဒီနောက်ပိုင်းမှာတမတော်ကမိုးကုတ်တို့ဗျာ။မိုးကုတ်တို့အဲကြောင်မဲ့ ေးကျွန်တော်နောက်တစ်မြို့ရှိတယ်မိုင်းငော့မြို့အဓိကကွန်စလန်ရွာကွန်စလန်ရွာလည်းကျွန်တော်ဘုံချက်လိုက်တယ်အဲ့တော့တက်ကတောက်ချက်ကျွန်တော်ဘုံချက်မှုတွေတောက်ချက်လုပ်နေတယ်အဲ့တော့တပ်မလို့ကကြောင်မရုပ်လည်းဘုံချက်တယ်မိုးကုတ်ကလည်းဘုံချက်တယ်ပြီးကျွန်တော်တို့မိုင်းငော့မြို့အဓိကလည်းဘုံချက်တယ်တက်မလို့ရဲ့ဘုံချက်မှုတွေကသူတို့စကားကိုမထီးဘူးလို့ဟောတယ်သူတို့စကားကိုမထီးဘူးပြည်သူလူတို့ကမထီးဘူးအဲ့ဒီလိုလုပ်တယ်အော်မသိတက်မလို့ကကျွန်တော်ကွန်မြီမြဲကျဲပလိုက်တယ်လို့လို့တက်ပြီမြဲကျဲလိုက်တယ်လို့ဟောဗယ်ညာကျဲလဲလို့ကျွန်တော်မသိဘူးကျွန်တော်လည်းမမြင်အောင်အဲ့တော့တီအန်အယ်လေးကတော့တက်မလို့ရဲ့ဘုံချက်မှုကသူတို့တနေရာမှမထီးဘူးလို့ပြောတယ်ထီးမထီးတော့သူတို့ကသိလိမ့်မယ်အဲ့တော့ တော့ကျွန်တော် TNL ရဲ့အနာဂတ်ကဘာလို့ဆက်ဖြစ်မလဲသူတို့ခြေမုန်းခံလိမ့်မယ်ခြေမုန်းခံလိမ့်မယ်တက်မတော်ကဒါ TNL ရဲ့သဘောထားကိုလည်းသူတို့သိသွားပြီသိသွားတဲ့အခါမှာတက်မတော်ကဒီအပိုင်းမှာကျွန်တော်နောင်ချိုးနောင်ချိုးကိုကျွန်တော်အကြီးကြီးထိုးစစ်ဆင်မလားမဆင်မလားလဲခင်ဗျားကြည့်လိုက်ပါနောင်ချိုးမျိုးကကျွန်တော်များမကြမ်းကာလမှာနောင်ချိုးကိုရမယ်နောင်ချိုးရပြီဆိုတော့ကျွန်တော်ဆက်ဆက်ပြီးတော့ဖြစ်လာနိုင်တဲ့နေရာရှိရယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကတော့တော့ကျွန်တော်တရုတ်နိုင်ငံရဲ့လက်ထက်မှာပဲရှိတယ်ကျောင်းနိုင်ငံလက်ထက်မှာလည်းတော်တော်ရှိတယ်ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ဘက်မှာလည်းတော့ရှိတယ်အဲ့တော့ဒီနေမြေညံ့မှုဆိုရင်ကျွန်တော်တရုတ်ရဲ့တော့နဲ့လည်း တရုတ်နဲ့တော့မတရုတ်ရဲ့တောင်းတဲ့ဖွဲ့မှာလည်းဖွဲ့မှာဒီတရုတ်တော့လည်းရေးကြည့်တယ်ခင်ဗျကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတရုတ်ရဲ့အခန်းကဏ္ဍကတော့ကြီးကြီးမားမားကိုရှိတယ်ရှမ်းမြောက်ရဲ့အခြေအနေပါပေါ့ဗျာရှမ်းမြောက်ရဲ့အခြေအနေမှာကျွန်တော်တို့တရုတ်ရဲ့ခံခံတာကြီးကြီးမားရှိတယ်တက်ရှိငလင်ပင်နဲ့ပတ်သက်ရင်လည်းတရုတ်နိုင်ငံကကျွန်တော်မြန်မာနိုင်ငံမှာဒါကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်တို့ဒါပံပိုးနေတာတွေ့ရတယ်ထောက်ပံ့နေတာတွေ့ရတယ်ဒို့တော့လည်းတရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ဟိုမြင်းကောင်းနှစ်ဖက်စားသလိုဒီဘက်လည်းစားမယ်ဒီဘက်လည်းစားမယ်ပေါ့အဲ့လိုမျိုးတော့ကျွန်တော်တို့မဖြစ်စေချင်ဘူးတနည်းအားဖြင့်ကျွန်တော်တို့ပန်းကြလည်းစားတယ်ကွာခေါင်းကြလည်းစားတယ် ဆိုတော့မကောင်းအော်အဲ့တော့ဒီကျောင်းနိုင်ငံအနေနဲ့လဲကျွန်တော်လက်ရှိဒါကချေဒုတွေသာတက်မှာ KI နဲ့ပူးပေါင်းပြီးတော့မြေချတတ်ထုထုံနေတဲ့ကိစ္စတွေကျောင်းနိုင်ငံနဲ့ကျွန်တော်ရက်ဆိုင်မှုလို့ရတယ်ပြီးတော့ကျွန်တော်တစ်ဖက်တစ်ဖက်ကျွန်တော်တို့ဒီ KI ရဲ့ KI ဂိတ်ကနေပြီးတော့ကျွန်တော်ထွက်နေတဲ့ဒီလမ်းမျိုးတွေထွက်နေတဲ့ကြောက်စိမ့်တွေတက်တယ်လို့လဲတရုတ်အစိုးရအနေနဲ့ကျွန်တော်ထိန်းသိမ်းနိုင်မှုလို့ရတယ်အဲ့လိုမှသာလဲကျွန်တော်တို့ဒါဒါအဲ့လိုထိန်းသိမ်းမှသာလဲကျွန်တော်တို့ဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအကျိုးစီးပွားကိုလဲတရုတ်နိုင်ငံကအင်ဒီနာချင်းကောင်းပြီးသားဆိုတာကာကွယ်ပေးရလဲရောက်ပါတယ်ဒါကိုလဲကျွန်တော်တရုတ်နိုင်ငံကဒါကျွန်တော်တို့အလေးနဲ့ထားပြီး မြို့ကိုတိမ်ပိုက်ဖို့ကြိုးပမ်းနေတဲ့ KNA နဲ့ပူးပေါင်းတပ်တွေဟာလွန်ခဲ့တဲ့9လလောက်ကတည်းကစစ်စင်ရေးစတင်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ဗမော်မြို့မှာရှိတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ23ကိုဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။ KNA နဲ့ပူးပေါင်းတပ်တွေဟာစကခ23ရဲ့ကာကင်းတွေချေမှုန်းပြီးအတွင်းပိုင်းထိဝင်ရောက်တိုက်ခိုက်နေရကြောင်းစစ်ကောင်စီတပ်ဟာဝေဟင်ကားတဆင့်တိုက်လေယာဉ်တွေ၊ဒရုန်းတွေအင်အားသုံးပုံချခုခံနေတဲ့အပြင်မြေပြင်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူနေတာဖြစ်တယ်လို့သိရပါတယ်။ဒီဟာစီအားတွေပြန်ပြည်တယ် နော်ဟိုရဟာကြီးနဲ့ပြင်အားတန်ပြတာပြည်တဲ့လူတို့ဝိုင်ထွေးတို့ဝိုင်ဣတုံနဲ့သမတ်ဒီခါတွေဥပေးချပေးတဲ့အနေသာဖြစ်ပါတယ်အဲဒီကိုချင်းနေကိုကြီးကြီးအားသူတို့လည်းရိုးရိုးခေခေကြုံနေတဲ့သဘောရှိပါတယ်အဲသမတိခါဒီလည်းပြက်လက်ကြတယ်။နောက်သူတို့ရဲ့အလင်းတစ်ခေရန်ဒီလည်းသူတို့လည်းပုံနေတဲ့နေသားကိုတို့ရောတွေ့ရပါလား။နောက်သူ့လူတွေကတော့သူတို့တစ်ချက်ကလည်းတွေ့သွားတဲ့တော့မှပါတယ်လို့ ရရပါတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ဟိုရေတို့တက်ပြီးသားဆို့တို့တို့ဝန်ထမ်းတွေပေါ့အဲ့ဒါတွေကတော့မခံနိုင်လို့ပြေတော့ထွက်နေတယ်လို့ကြားရပါတယ်ဒါပေမဲ့ထွက်တာကတော့သူတို့ပြန်ပြီးမှခေါ်သားတယ်ဆိုတဲ့တင်းဒီရပါတယ်အဲ့တော့ကြောင့်ပြောမယ်ဆိုလို့ရှိရင်အဲတော့ဟန်ဒစ်တီကတန်လေသူကခက်ခဲနေများရှိတယ်အဲဒါပေမဲ့တော့ခံပြီးမှပြန်နေတယ်နေသားကတော့တွေ့ရပါတယ်အဲလီနီစီလာယူက KNI နဲ့ပူးပေါင်းတပ်ဟာဗမော်မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲတဲ့ရဲစခန်း၊စီပင်းယုံ၊ယုံကြီးနဲ့တိန်တော်ကြီးဘုံကြီးကျောင်းအပါအဝင်အာကစားခမနဲ့တောင်လေးလူဘုံကြီးကျောင်းစတဲ့နေရာအများအပြားကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့မြေပြင်စစ်ရေးတပ်ရင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်ဟာဗမော်မြို့ကိုနေ့တိုင်းလေကျောင်းနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးတရက်ကိုအနည်းဆုံး၅ကြိမ်နဲ့အများဆုံးအကြိမ်60လောက်ပြစ်ခတ်တိုက်ခိုက်နေရလို့လည်းသိရပါတယ်။ဘမော်ဟာစကီရောဟာကဘောဇလော ဗမောမျိုးဟာအယောဒီမြအရှိချမ်းမှတရှိပြီးအမတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27အပါဝင်စစ်ကောင်စီတပ်စုစုပေါင်း30ကျော်ရှိတယ်လို့စစ်ရေးလေလာတုံးသက်သူကပြောပါတယ်ဗမောကဘလောက်အရေးကြီးလဲဆိုရင်ဗမောကကချင်ပြည်နယ်အယောဒီမြအရှိဘက်ချမ်းမှအရေးကြီးဆုံးမြို့ပဲခံစစ်အရဆိုရင်ဗမောကြာသွားပြီဆိုရင်ကချင်ပြည်နယ်အယောဒီမြအရှိဘက်ချမ်းတစ်ခုလုံးအကုန်ကြာသွားပြီဘာမှထိန်းလို့မရတော့ဘူး ဗမာမှာတောက်ခံသိနိုင်ရင်တော့ ARD မြေအရှိတ်ချမ်းကိုပြန်ဖောက်ဖို့စဉ်းစားလို့ရတယ်။ဗမာကြသွားရင်စဉ်းစားဖို့ကခက်သွားပြီ။ဗမာကြသွားတာနဲ့ရွှေကူတို့ကတာတို့လည်းတောက်လျှောက်ဒုက္ခရောက်သွားမယ်။အဲ့တော့ဗမာကြသွားရင်နောက်ဆက်တွဲကြမယ်ဟာတွေများလို့ပေခံနေတာ။ဗမာမျိုးဟာမန်စီတပ်အပအဝင်ဗမာမျိုးအနီးဝင်းကျင်ကစုခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားစုစုပေါင်း3000လောက်နဲ့တောက်ခံနေရဖြစ်တယ်လို့လည်းသူကစက်ပြောပါတယ်။ KNI နဲ့ပူးပေါင်းတပ်ဟာဗမော်မြို့ကို2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအခုနှစ်ဧပြီလ2ရက်ကနေ22ရက်နေ့အထိထိုးစစ်ကိုစကိုင်းငလင်ကျောင်းအရေးပေါ်ကိစ္စရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဆောင်ဖို့ယာယီရည်နာထားခဲ့ပါတယ်။အဲနောက်ဧပြီလ25ရက်ကပြန်လည်စတင်ပြီးစစ်ကောင်စီတပ်ကိုတပံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစကခ23ရက်ကာကင်းစခန်းတချို့ထပ်မံသိမ်းပိုက်ရရှိပြီးစစ်တုံးပန်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရဲ့မိသားစုဝင်တွေကိုလည်းဖမ်းဆီးရမိထားရလို့ရှစ်တန်းတရင်ရင်းမြစ်ထံကသိရပါတယ်။ ကျွန်တော်တို့ရဲ့အဖတ်ရန်သူကဒါတွေကိုမစဉ်းစားဘဲနဲ့မတိကျတဲ့အတင်းအရှိပြစ်တွေနဲ့နေစဉ်အစ်သားပြည်သူကိုဘုံကျဲတက်ဖြတ်နေတယ်ဒီကနေ့မှထပ်မံကြားလိုက်ရတဲ့သတင်းကအစ်သားပြည်သူတွေတုံးပြုတ်နေရတဲ့မဖြစ်မနေတုံးဆွဲနေရတဲ့ရေတွေတဲကိုအစိတ်ရေတွေထည့်သွင်းပြီးတော့တက်ဖြတ်နေတယ်ဆိုတော့ ဒါအလုံးအင်တန်ရုပ်မှာကျွန်တော်ရဲ့သတင်းကိုဖက်ချက်ဘက်ကမိသားစုကတူပြီးနားထောင်နေမယ်ဆိုရင်တက်တိမ်မှတ်တမ်းလိုချင်နေဆိုရင်ကျွန်တော်စီမှာလာတောင်းပါကျွန်တော်တက်တိမ်မှတ်တမ်းပြပါမယ်ပြီးတော့ရှင်တော့မိမိတို့လုံးဆောင်ခဲ့တဲ့ဒါမကောင်းမှုဒုစရိုက်အဖြစ်တွေကိုမိမိတို့ဝင်ချတောင်းမှန်ဖို့အရေးကြီးတယ်ဟုတ်ပြီဒီတင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ့ရှိနေရတွေ့ရှိနေတာတွေကရက်တစ်ပတ်နှစ်ပတ်ကျော်ခဲ့ပါပြီပြောချင်တာကအဲ့ဒီဆယ်ဖောက်ချခံပြီးတော့အဲ့ဒီဆယ်ကနေပြီးတော့စီးစင်းလာတဲ့ချောင်းတွေမြောင်းတွေပြီးတော့ကံတွေတွေကိုဝင်သွားတဲ့ရေတွေကြောင့်အဲ့ဒီရေထဲမှာပါလာတဲ့အစိတ်ကြီးတွေကြောင့်ငါးတန်ရဇာတ်တွေပြတ်သုံးခဲ့ရသလိုငါးအသေးတွေကိုလည်းပဲရေပြင်ပေါ်မှာအမြော့အများကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘညီကိုမောင်မ ကျွန်တော်နိုင်ငံဟာဘလုံးအင်မတန်ဆင်းရဲတဲ့နိုင်ငံတစ်ခုပါလက်ရှိစစ်မှတ်တင်းထန်စွာဖြစ်ပွားနေတဲ့နေရာတွေမှာအတက်မှန်ဆုံးဘီးဆိုင်နေပြဖို့ကျွန်တော်ဒီကနေပြီးတော့လေးလေးနက်နက်တိုက်တွန်းလိုပါတယ်ဟုတ်ပြီဒီစိတ်ရည်တွေနဲ့ပတ်သက်ပြီးတော့ကြောက်မိပါလိမ့်ဖြတ်စောင်းပြီးတော့ပြောချင်တာကအဲ့ဒီ chemical ဓာတ်ရုပ်အစိတ်ရည်တွေကိုတရုတ်နိုင်ငံကနေပြီးတော့အကြမ်းဖက်အဖွဲ့ဝင်တွေကတင်သွင်းခဲ့တာဖြစ်တယ် ဒီကမိကဲအစိတ်ရေကို ကျွန်တော်တို့နိုင်ငံမှာထုတ်တဲ့ဤပညာမရှိသေးဘူးဆရာပုံမှန်တိုင်းအနေငယ်လောက်ဆိုရင်တော့မှဒီလိုမျိုးဆယ်တခုလို့ဒီလိုမျိုးကန်တခုလို့ဒီလိုမျိုးချောင်းချောင်းတွေကိုထည့်ဖို့ဆိုတာကသူတို့တွေလုံနိုင်တဲ့အရေးအချင်းရှိဘူးကျွန်တော်ကဒါကိုကောင်းကောင်းသိတယ် ဆိုတော့ကျွန်တော်လုပ်ငန်းတစ်ခုမှာကျွန်တော်ကျင်လည်ခဲ့တဲ့အချိန်မှာ chemical နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာကျွန်တော်ကျင်လည်ခဲ့မှုတဲ့အခိုက်အတန့်ရှိပါတယ်။ဒါကြောင့်အဲ့ဒီဒီတရုတ်နိုင်ငံကတင်သွင်းတယ်ဆိုတာကိုကျွန်တော်ခက်ခိုင်ပါမှာပြောဆိုနိုင်ခြင်းဖြစ်ပါတယ်။ဆိုတော့ဥပမာတစ်ခုကျွန်တော်ပြောပြပါမယ်။ကျွန်တော်တို့မြန်မာနိုင်ငံတဝမ်းလုံးမှာအခြေခံလူဒန်းစားတွေတောက်သုံးနေတဲ့အရက်တင်းအားဖြင့် BE အဲ့ဒီ BE အဲ့ဒီအရက်ကိုချက်တဲ့အရက် C တရုတ်ကနေပြီးတော့တင်သွင်းတာဖြစ်တယ်။တရုတ်ကတင်သွင်းတယ်ဆိုလို့ကျွန်တော်မိဘတွေကိုကျွန်တော်ပြောချင်ပါတယ်။ လက်ရှိနိုင်ငံတွင်းထဲမှာအရက်ချက်ဆက်ယုံအများကြီးရှိပါတယ်။ကျွန်တော်အခြေခံဒူရန်သားတွေတောက်တဲ့ဈေးပေါပေါတောက်နေတဲ့ PE တွေအဲ့ဒီ PE တွေကိုထည့်တဲ့အရက်စီတွေကို export import အနေနဲ့တင်သွင်းကြတဲ့လုပ်ငန်းရှင်ခရိုနီအတိုင်းဝိုင်းရှိသလိုကျွန်တော်တို့တရားမဝင်ကုန်သွယ်တဲ့လမ်းကနေပြီးတော့ဘာ certificate မှမရှိဘဲနဲ့ကျမ်းမာရေးအထောက်အထားဘာတစ်ခုမှမရှိဘဲနဲ့အလွတ်ကြီးဝင်ရောက်လာတဲ့အဲ့ဒီအရက်အစီဆိုတဲ့အစိတ်အရေးတွေ လက်ရှိကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့အခြေခံလူဒန်းစားအကုန်လုံးတောင့်နေကြတာဖြစ်တယ်။ခေါင်းစဉ်မျိုးစုံနဲ့ brand မျိုးစုံနဲ့အရက်တွေဟာအစိတ်ကြီးဖြစ်ပါတယ်။ဆိုတော့နိုင်ငံတွင်းကရမကလူလီနေရအခြေအနေကိုဒါနိုင်ငံတွင်းမှာနေတဲ့ကျွန်တော်မိပါတယ်ပြမှာဖြစ်ပါတယ်။အရက်ကိုပုံမှန်ဆွဲလန်းစွာတောက်တုံးနေတဲ့သူတွေဟာပထမဦးစွာသူတို့ရဲ့ရုပ်စင်းအင်ကတောင်းလိုက်တော့ပါတယ်။ပြီးတော့ဒုတိယအနေနဲ့သူတို့ဟာအရက်ကိုဆွဲလန်းသွားကြတယ် ဆက်ဆက်ပြီးတော့သူရဲ့တွေးခေါ်တဲ့ဒါအုံနောက်လုံးလုံးပုံတွေပါချိန်သွားပါတယ်အုံနောက်စဉ်းစားပုံတွေပြောင်းလဲသွားတယ်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကဖိဖိနဲ့အားအင်စုံစော့လာပြီးတော့အတွင်းကလေးစားတွေဟာကိုယ်လုံးမရတဲ့အခြေအနေတစ်ခုကိုပြောင်းလဲသွားတယ်ပြီးတော့ခန္ဓာကိုယ်ကလည်းပုံမှန်ပြန်ပြီးတော့တုံ့ပြန်တဲ့ပုံစံမှာသူတို့တွေကရက်ခေါ်လာတာရှိတယ်ဒီအသေးတွေမှာကြီးမားအတွက်ပြဿနာတွေရှိလာတယ်။နောက်ဆုံးမှာကုသလို့မရတဲ့အခြေအနေတွေကို က်ပေါ်စီပါတယ်ဒါကြောင့်အရက်ဖို့အလွန်ကြုံတောက်တဲ့သူတွေဟာအရက်ဒီကျွန်တော်တို့နိုင်ငံရဲ့အခြေခံလူရန်းစားတွေအတွက်ရည်ရွယ်ချက်ရှိရှိနဲ့ကျွန်တော်တို့နိုင်ငံအတွင်းကအလုပ်သမားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့တပ်ဖြတ်ဖို့အတွက်တရုတ်ကလွှီပြီးတော့ပေးဖို့လာတဲ့အစိတ်ရည်တွေအချောင်းခေါင်းတွေကခုနပြောင်းလိုက်တော့အဲ့ဒီအစိတ်ရည်တွေဟာအရက်စီအရက်ပြန်ပြီးတော့လူကိုသိစေနိုင်တဲ့ chemical ဓာတ်ပစ္စည်းတွေဖြစ်တဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ဒီကနေပြီးတော့လေးလေးနက်နက်ထပ်မှန်ပြီးတော့ပြောကြလို့ပါတယ်။ဟုတ်ပြီ။ဒါကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြမလဲ။ဒါကိုကျွန်တော်တို့ဘယ်လိုကာကွယ်ကြမလဲ။တူးချင်းစီတိုင်းမှာကြောက်တောင်းရှိပါတယ်။လက်ရှိချိန်မှာလည်းပဲအကြံဖက်စစ်ခွေးတက်ကနေ့စဉ်ကျွန်တော်တို့ပြည်သူကိုတက်ဖြတ်ပြနေပါတယ်။ဟုတ်ပြီ။ဒါကလည်းကျွန်တော်တို့မိဘတွေလည်းသိရှိပြီးသားသတင်းတွေဖြစ်ပါတယ်။အောက်ဝဲသတင်းကိုကျွန်တော်တင်ပြပေးပါမယ်။ဒီလိုမျိုး တရုတ်ရဲ့ကုညီမှုတွေတရုတ်ရဲ့ကုညီမှုတွေဆိုတာကနည်းမျိုးစုံရှိတယ်ကျွန်တော်မြင်ပါကျွန်တော်တို့ပြည်သူတွေကိုအရှိမကျွန်တော်တင်ပြခဲ့တဲ့အယက်စီဆိုတဲ့ခေါင်းစဉ်နဲ့အစိတ်တွေတင်သွင်းပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံတွင်းထဲမှာရှိတဲ့ဒါကျွန်တော်တို့တိုင်းရင်းသားတွေအကုန်လုံးကိုတပြေးပြေးနဲ့အိုင်းချိနေပြီးတော့ပေးဆုံးစီတဲ့အစိတ်တွေကိုနေ့စဉ်ပေးကြွေးနေတယ်လို့ လက်ရှိကျွန်တော်တို့ပြည်သူတွေနေစဉ်သေဖို့အတွက် drone တွေလက်နက်ကြီးတွေပြီးတော့အရှိမသူတို့ဘုံကျဲခဲ့တဲ့ဓာတ်ရုပ်စိတ်တဲ့ဘုံတွေဒီဘုံတွေကိုပါတရုတ်ကပေးပို့နေတာဖြစ်တယ်အဲ့လိုမျိုးတောက်လျှောက်မချက်မနာပေးပို့နေပြီမယ်ကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းထားတဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာအကြမ်းဖက်စစ်တပ်တဆွဲထားတဲ့ဗမော်မျိုးအတွင်းထဲမှာရှိတယ် အခြေချခိုင်ခိုင်မာမာเนาะကျွန်တော်မြင်ပါခိုင်ခိုင်မာမာတဆွဲထားတဲ့နေရာတော်တော်များများကိုတိုက်ခိုက်သိမ်းယူပြီးပါပြီဒါဟာလည်းပဲတရုတ်ရဲ့ဘလိုပဲကုညီကုညီလက်ရှိအချိန်မှာ ကိုလုတ်တဲ့မကောင်းမှုတွေကြောင့်မကောင်းတဲ့လန်းစင်ပေါ်မှာကိုရှုကိုပတ်နေတဲ့မာအာလာအုပ်စုဘမော်မှာလူးလှိမ့်နေအောင်ခံစားနေရပါကျွန်တော်လူငယ်တွေကလည်းလုံးဝမအညာမှာမဟုတ်ဘူး တနာစရာလည်းအကြောင်းရှိဘူးသူမျက်နှာမှာလည်းထောက်ထားပြီးတော့သူတို့ကို ကျွန်တော်တို့ရှင်သန်ခွင့်ပေးမှာမဟုတ်တော့သူတို့ဟာဒီလေးနှစ်ကျော်၅နှစ်ကာလရောက်တဲ့အချိန်ထိရဲရဲဆက်ဆက်လောက်ရတွေကိုမနာမနေလှုပ်ဆောင်နေတယ်ဆိုတာကျွန်တော်မိပါတယ်သိလို့ကျွန်တော်လူငယ်တွေလည်းသိပါတယ်ဟုတ်ပြီကိုချုကိုပတ်ပြီးတော့ကိုတက်ကိုစူးတဲ့လမ်းစဉ်တယောက်ကပေးတဲ့ဒုံးတွေဘုံးတွေနဲ့အစွမ်းကုန်ခုခံနေပေမဲ့ဗမော်ရောစကခ27ရောကျွန်တော်တို့ သိမ့်ပိုက်နိုင်ခဲ့ပါပြီဆိုဒီတဲ့နဲ့ပတ်သက်ပြီးတော့ KIA ကထုတ်ပြန်ပညာချက်ကိုကြောင်းမိပါတွေမကြခင်မှာတွေ့ရမှာဖြစ်ပါတယ်ဒါဂိမ်းချာချာမှတရုတ်မဟုတ်ဘူးဆိုတာကျွန်တော်တို့အားလုံးတွေ့ရမှာဖြစ်ပါတယ်တရုတ်ကကျွန်တော်တို့နိုင်ငံတွင်းမှာဘလို့မျိုးပဲဝင်ရောက်ပတ်သက်ပါစေဘလို့မျိုးပဲသူတို့တွေဒါလမ်းစဉ်မျိုးစုံကောင်းစဉ်မျိုးစုံနဲ့လောက်ကိုင်းနေပါစေ ဒီတော်လန်ရေးရဲ့အဆုံးဖြတ်ဟာတယုံမဟုတ်ဘူးကျွန်တော်တို့ပြည်သူဖြစ်တယ်ဆိုတာကိုလက်ရှိဗမော်မှပြင်းပြင်းထန်ထန်ခုခံနေရက်နဲ့ပြင်းပြင်းထန်ထန်ဘုံကျန်းနေရက်နဲ့ပြီးတော့ကျွန်တော်ဖက်စစ်ခွေးတက်ကနေပြီးတော့လူတွေကိုစစ်ရဲရင်တွေနဲ့တမျိုးပြီးတော့ဂျိခါအတွေ့လက်နက်ခရမ်းတွေကိုလီဒီနဲ့ပဲပြစ်ချပေးနေတာကတဖို့ဒီလိုအခြေအနေမှာဗမော်ကိုသူတို့ခုခံနိုင်လို့လားစကခကိုကကြီးဌာနချုပ်ကြီးဘော သူတို့တွေကဲနိုင်လို့လားတရုတ်လည်းမကဲနိုင်ဘူးမင်းအောင်လှိုင်လည်းမကဲနိုင်ဘူးဘယ်ခွေးနိုင်ကဲနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲကျွန်တော်တို့ပြည်သူနဲ့ထိတ်တိုက်တွေးနေတဲ့ပွဲမှာဘယ်ခွေးမှခုချင်းဟောင်းချင်းတော့ရမှာမဟုတ်ဘူးဒါကကေရန်ရဲ့ထုတ်ပြန်ကြေညာချက်တစ်ကြတဲ့သတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာကျွန်တော်မျိုးပါလေးကိုကျွန်တော်တို့အတူတူပေါ့ဗျာစိုးအောက်တွေကိုပေါ်ကြမှာဖြစ်ပါတယ်ဟုတ်ပြီထပ်ပြီးတော့ကျွန်တော်ပြောချင်တာရှိပါသေးတယ် ကျွန်တော်တို့ဒီကနေ့တိုက်ပွဲဝင်နေတဲ့ကျွန်တော်သတင်းပြောနေတဲ့အချိန်အထိကျွန်တော်တို့မိဘပြည်သူတွေကဒီငွေဥတော်လန်ရေးပရမအူဆုံးရက်မှဒီကနေ့အချိန်အထိကျွန်တော်တို့ပေါ့ပြက်ကွက်ခဲ့တာတခုမှမရှိကျွန်တော်ရဲဘော်တွေမှန်မြလက်နက်ကြီးခဲရန်ချိန်ခါအဝေးအစားဒါတွေအကုန်လုံးကိုကလူလေသေးမရှိ ပေးပို့နေခဲ့တာဟုတ်လို့လက်သုံးချောင်းဖောင်ပြီးလေကကျွန်တော်တို့ရဲ့ပြည်သူတွေ ခဏအချိန်ထိလဲကျွန်တော်တို့ရဲ့ပြည်သူရဲ့ဝင်းရံကူညီထောက်ပံ့မှုဟာတပြားချက်မှမလျော့သေးဘူးဘလို့လူတွေဘလို့မျိုးကောင်းစဉ်တွေနဲ့ဘလို့မျိုးသုံးသက်ပြောဆိုနေပါစေကျွန်တော်မိဘပြည်သူတွေနဲ့တကွာလုံးမှရှိတဲ့ဓမ္မဖတ်တော်သားမိသားစုဝင်တွေဟာဒီတော်လန်ရေးအရေးကြီးဆုံးသောဥဆောင်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပြောတာတရုတ်ရဲ့ power အာနာဒနာအင်ကဘလောက်ကြီးပါစေကျွန်တော်ပြည်သူနဲ့တွေ့ရင်ဘယ်ခွေးမှမခံနိုင်ဘူးဆိုတာကို ကျွန်တော်တက်တည်ရနေပါတယ်။ဟုတ်ပြီကျွန်တော်ရနေပါတယ်။ဒါဆိုရင်တော့ဒီကနေ့မှာကျွန်တော်မိဘတွေ ship map ဖြစ်နေတဲ့နေရာတွေနဲ့ပတ်သက်ပြီးတော့အထူး review စင်ကျင်ဖို့ပို့ပြီးတော့အရေးကြီးလာပြီ။ Japan Pacific တက်ကနေပြီးတော့ကျွန်တော်တို့ဒါအစိမ့်ငွေဒါဒီဘုံတွေကိုလည်းဘုံကျဲတိုက်ဖြတ်ခဲ့တယ်။ပြီးတော့ရေတဲကိုဒါတရဝါတွေ stages ဈေးနိုင်တဲ့အစိမ့်ချီတွေပါထည့်ပြီးတော့အလွန်အမြန်ရက်ဆက်ရုပ်မှာနေပြီဆိုတာကိုကျွန်တော်တင်ပြခြင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ချင်ပါ